မုန်ကြီးဖြစ်နေကြတယ်။ဘာလို့တမုန်နဲ့လူနဲ့နှိုင်းပြီးတော့ခန္ဓာကိုယ်နဲ့နှိုင်းပြီးတော့ဥမ္မာပေးရလဲဆိုရင်နဲ့ဒီခန္ဓာကိုယ်ကြီးမှာလည်းပဲအပေါက်တွေအများကြီးပဲရှိတယ်။ဟိုနဲ့ပြောရရင်နော်သာကနာဟာလာကြီးလေးအပေါက်တွေအပေါက်တွေနည်းနည်းလေးလားအများကြီးလားအများကြီးပဲ။မကြီးမတော့ညာအများကြီးအပေါက်တွေရှိသလိုတမုန်ကြီးမှာလည်းအပေါက်တွေရှိပါလေဆိုကြည့်ရအောင်။တမုန်စူလာဘေဟာလေးတမုန် ြောရင်ဒီခန္ဓာကိုယ်ဆိုတော့ဘာဖြစ်လို့တောင်မိုးနဲ့ခန္ဓာကိုယ်နဲ့တူရတာလဲဆိုရင်အပေါက်ကြီးရှိလို့အဲ့လိုခန္ဓာကိုယ်မှာရှိတဲ့အခြေအနေကိုမိုက်ခရိုစကုပ်နဲ့ကြည့်လိုက်ရင်ဒီတက်မှန်လာဝင်ရမိမှာပေါ့အပေါက်ပေါင်းပါတယ်ပြန်လာမကရှိသေးတယ်အပေါက်ကြီးကတိတ်မြင်ရလားဆိုတော့လေဟောတက်မှန်တော့နေရာမှာအပေါက်ပေါင်း2000ပေါက်ရှိတယ်ဦးဒီပေါ့ဦးဒီပေါ့ဒီလိုလေးလူပြည့်ကြည့်တော့မတွေ့ရဘူး ဘယ်မှာတည်လို့ဆိုရင်ခြေလေးထဲတည်တယ်နော်ခြေလေးထဲနာနာနာပြီးပြီဆိုတော့တို့ရေလုံးတည်နေတယ်ဘာလို့လဲနော်အပေါ်ကနေအဆိုးဘယ်လိုလဲသိစဖို့လားခြေအားမှကျွမ်းနေတာလုံးငယ်လုံးငယ်လုံးမပေါ့စေပေါ်တော့ခရီးကျမှာစတဲ့ဆောင်ပေါ့လားငယ်လုံးကမြင်လာကြီးတာဆရာတော်ငယ်လုံးမြင်လာသူကဘာကတည်းကလုံး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 စဉ်းစားနေတာဘလုံးမစဉ်းစားလို့မရဘူး နောက်ဆုံးမပဲဟုတ်ကလေးငွေတော့ပို့တော့တာလေးလေးဤလာဆရာအောင်ပြောင်းလာချင်းရသိဖို့ချင်းရပြစ်ဆုံးတော့တော့ဆရာအောင်လေးအခုလည်းခန္ဓာကိုယ်ကြီးကိုယ်မှာဟောဒီညာနဲ့ညာနဲ့အဲ့ဒါလည်းပြုလို့ပေါ့နော်ဟောရပါတယ်ဒါပေမဲ့အဲ့ဒီပုံပြတော့မျက်စိနဲ့မြင်လို့တော့ထက်ပြီအဲ့ဒီပုံပြတဲ့မျက်နှာမှာအုံလေးပါပေါ့အနာကလည်းမခံတော့လားအဝိဇ္ဇိနဲ့ကတော့ အဲ့တော့ဘာကြောင့်ဖြစ်လဲဆိုတော့မိကတိသိရတယ်လေ။ဘုရားမြတ်ကြီးတွေမိကတိသိရလို့ချောကတော့အောက်မတွေ့ရဘူး။အဲ့ဒီခါကျတော့အဲ့ဒီ